်မင်္ဂလာပါရှင်မူပြမျိုးတိုက်ပွဲအတွင်း1100ခုတယင်ကတက်ခွဲမှုနဲ့1100နှစ်တယင်ကစစ်ထောက်လန်ရေးမှုကြာဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းကရနီနယ်ဆက်မူပြမျိုးတိုက်ပွဲမှာ1100ခုတယင်ကတက်ခွဲမှုတဦးနဲ့1100နှစ်တယင်ကစစ်ထောက်လန်ရေးတို့ကြာဆုံးခဲ့ရတယ်လို့တယင်အတီတီကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကမူပြမျိုးရှစ်တန်းစစ်မြေပြင်မှာ စကောင်စီကိုခုခံတော်လှန်ရင်လက်နက်ကြီးစားထိမှန်တာကြောင့်အမတ်တထောင်တရာခုံတရင်ကတက်ခွဲမှုရဲဘော်ဒေဘီခစနေအောင်ကြဆုံခရရတယ်လို့အမတ်တထောင်တရာခုံတရင်ကထုတ်ပြန်ထားပါတယ်။ဒါအပြင်စွန်လ24ရက်နေ့ကလည်းမိုးပြံမြို့တိုက်ပွဲအတွင်အမတ်တထောင်တရာနှစ်တရင်ကစစ်ထောက်လှန်ရင်မှုရဲဘော်ချူလီခဘူတန်ချောင်းကြဆုံခရရတယ်လို့တထောင်တရာနှစ်တရင်ကထုတ်ပြန်ထားပါတယ်။ အဆိုပါရဲဘော်များကြဆုံမှုအတွေ့မိသားစုနဲ့ထတ်တူဝန်သေးရပြီးအာဇာနည်တူရဲအကောင်အဖြစ်မတ်တန်တင်ဂွန်ပြအကြောင်းတယင်းတွေကစူထားပါတယ်စကောင်စီဟာမူပြဲမြုပ်ကိုပြန်လဲရယူဖို့အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီးတော့တော်လရင်တပ်ဖွဲ့များနဲ့လက်ရှိအချင်းထိတိုက်ပွဲတွေပြင်းထန်နေပါတယ်ပြီးခဲ့တဲ့2025ခုနှစ်မေလအတွင်းမှာကွေနီပြည်နယ်နဲ့ကယန်းဒေတာတိုက်ပွဲများမှာ တလင်းရဲဘော်၁၉ဦးကြာဆုံးခဲ့ရပြီးတော့စစ်ကောင်စီဖက်က48ဦးသေဆုံးခဲ့တယ်လို့တိုးတက်သောဂရနီပြည်သူ့အင်အားစု PKPF ကစီးရင်ပြစုထားပါတယ်ရှင်။